ဟေးဒါတို့တယောက်နောက်မှတယောက်နေခွင့်ရအောင်လေစကားလေးပြောအောင်ဟင်းဒီနေ့ကအတိတ်အကြောင်းပြောကြမယ်ဒီပေါ့ဖေးအကြောင်းပေါ့ဒီပေါ့နော်ဖြစ်တယ်နော်ပြောလို့ဖြစ်ပါရဲ့စိတ်ကောက်ခါရဲ့ဖေးယူဘုကလေးမျိုးကလူကြီးကနိုင်ငံတော်အောင်ကြီးနိုင်ငံတော်အောင်ကြီးလို့ခေါ်တယ်ဗျာအဲ့ဒါကိုလူတော်တော်များများကဖေးယူနိုင်ငံတော်အောင်ကြီးလို့ဘာလို့ခေါ်တာလဲဆိုတော့သိကျင်ရတယ် အဲ့ဘာဘလို့ခေါ်လဲဆိုတော့မမေတည်တည်ချာသိလားကာကနာတည်တည်ချာချာကာကန်ကနေလည်းတော့မေပြတ်သိမ့်မသိဘူးဘာတခုရှိရတော့ဘာလဲဆိုတော့သူကဘူကလေးမှာဟိုမရှိသေးတဲ့လူမတရားခါရတဲ့လူပေါ်တိုင်းအမောခင်ဘာပဲဖြစ်ဖို့ရဲနေပဲဖြစ်စေဟိုပါတီတွေပဲဖြစ်စေဘာဖြစ်ဖြစ်ဒါပေမဲ့သူကအဲ့ဒါကိုသူကမှန်ကန်တဲ့ဘက်ကနေပြီးတော့သူက သူဥပဆန်တဲ့သူအစားစားရကုန်ခံပြီးတော့ကုန်လုံးသူကလိုက်လုပ်ပေးတယ်ဆောင်ရွက်ပေးတယ်ဟိုဌာနဆိုင်ရာဆိုလည်းဘယ်ဌာနဆိုင်ရာမဆိုအကြောင်းရောမရှိသူကမှန်တဲ့ဘက်ကလိုက်တယ်ဆိုပြီးတော့သူကအဲ့လိုရွရွချွန်ချွန်လုပ်ပေးတဲ့အတွက်နောက်အဲ့ဒါနောက်ပြီးတော့တခါအဆုံးမှာပဲကွာမိမိပြောရင်တော့ဘာသိတယ်တချို့လည်းတတိမရအောင်အဲ့ဒါနဲ့သူ့ဘာနဲ့နိုင်ငံတော်အောက်ကြီးဆိုပြီးခေါ်ကြတာပါတီပါတီ ကိုယ်တော့ပါတီဥရောတွေပဲဆိုရင်လေဘူလေးမှာအလိုလာစားတာတွေပဲမတရားလုပ်တိုင်းပဲရှိကြတယ်လေအဲ့ဒါလို့လေသူကအဲ့ဒါကိုထည့်ထည့်အောင်တိုင်နေစာရေးတိုင်နေအဲသူဟာသူလေသူတိုင်တာလေတစုံယူထားတယ်တိုင်နေလို့လေပို့တယ်ဟိုရန်ကုန်ပို့တယ်စီကိုလေသူကအဲ့လိုဗိတ်သူတွေပါနေတယ်အဲ့လိုပေးတယ်ဆိုတော့ကျတော့အကုန်လုံးကသူလိုက်လုပ်ပေးအကုန်အောင်မြင်ရတာများတယ်ပေါ့အဲ့ဒါနဲ့သူ့ကိုအဲ့ဒါနိုင်ငံတော်အောင်ပြုဆိုရွတွင်တာမိမိသိတာပဲဟုတ် အဲ့လိုခေါ်ကြတာဒါတော့ဘေးကြီးကိုမေးကြည့်ဘူးတဲ့ဘေးကြီးဘေးကြီးကိုနိုင်ငံတော်အကြီးလို့ဘာဖြစ်လို့ခေါ်ကြတာတော့ဆိုတော့ဘေးပြောပြတာ तू ခဏခဏဘေးကြီးအမှုတွေဖြစ်မှန်းမမေ့သိရနော်ခဏခဏဟိုရဲစခန်းရောက်တာအတိုင်းကတူကိုလည်းပြန်ပြီးအတိုင်းခံရတာ तू စစ်ခံရတာတွေရောသိလားမမေ့အဲ့ဒါတိတ်မသိတိတ်မသိဘူးနော်ဟုတ် तू အဲ့လိုမျိုးတွေလည်း तू ကိုပြန်ပြီးတော့အတိုင်းခံရလို့ तू စစ်ခံရတာတွေလည်းရှိတယ်နောက်ပြီးတော့ तू အမှုဖြစ်တာလည်း तू ရှိတယ်အဲ့လိုမျိုးမဟုတ်တာအာလေတိုင်းနေလို့သူ့ဆွဆွဲပြီးတော့ပြန်ပြီးတော့တရားဆွဲတာမျိုးတွေလည်းရှိတယ် ဲ့တော့ကိစ္စတစ်ခုမှာ तू ကသူအမှုဖြစ်တယ်ဖြစ်တဲ့ချိန်မှာတရားလူဘက်ကနိုင်ငံတော်တရားခံကအောင်ကြီးအေးအဲ့မှာနိုင်ငံတော်နဲ့အောင်ကြီးပေါ့အဲ့ရနေစပြီးတော့မှ तू ကနိုင်ငံတော်အောင်ကြီးလို့ခေါ်ကြတယ်လို့ဘုရားတရားကိုပြောပြဖို့အဲ့လိုမျိုးဘုရားရောဟိုလူ့အတိုင်းဒီလူ့အတိုင်းလုပ်နေတဲ့အချိန်ဒီမှာဟိုလူ့အတိုင်းဒီလူ့အတိုင်းဆိုတာရောက်လာတဲ့ဝန်ထမ်းတွေကမျိုးလူလူပေါ်မှာဟိုမတရားလုပ်တာမျိုးအေးမထော်မနှမ်းလုပ်တာမျိုးတိုင်တာမဟုတ်လားဘုရားတိုင်တာ ဒီပေါ့မတရားမတရားလောက်တာတွေကိုသူ့ကို ဟိုအကူကြီးတောင်းတော့ခင်ဗျသူကတပီတိုင်ပေးတာပေါ့ကွာဟုတ်မေဟိုမှာလူစုံတယောက်ပေါ်တာမတရားခံရတယ်ပေါ့အဲ့ဒါကြတော့သူ့ကိုလာပြောရင်သူကအဲ့ဒါကိုအဲ့မတရားခံတဲ့ဘက်ကသူကနိုင်အောင်အကုန်လုံးသူကလိုက်ပြီးဖြည့်ရှင်းလုတ်ပိုင်းလုတ်ပေးတယ်အဲ့တော့သူလုတ်ပိုင်းပေးရင်လည်းအကုန်လုံးကအဆင်ပြေသွားကြတာမရတယ်သူကမမှန်တာမလုတ်ဘူးမှန်တာလုတ်တဲ့ခါကျတော့အဲ့လိုလေသူ့အပေါ်မှာကျတော့အကုန်လုံးကသူလုတ်ပေးနိုင်တာများတယ်အဲ့သူ့ကိုတိုင်ခံရတိုင်းရှင်းနိုင်တော့မမေးမသိဘူးသူတိုင်ခံရတယ်သူလည်းတိုင်ခံရတယ်တိုင်ခံရတယ်ဆိုတော့လူသူတိုင်တဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကလည်းသူ့ကိုပြန်တိုင်တယ် မုံမှန်ပဲနဲ့တိုင်တယ်ဆိုတာမျိုးနဲ့ပြန်တိုင်တယ်ဆိုတော့အမှုလဲသူဖြစ်ခဲ့ရဘူးတဲ့အဖြစ်ခဲ့တဲ့တမှုမှာကြာမှာသူကအဲ့ဒါတရလူကနိုင်ငံတော်တရခမ်းဖေကြီးပေါ့အောင်ကြီးပေါ့အဲ့တော့သူကနိုင်ငံတော်နဲ့အောင်ကြီး အဲ့ရနေဆိုင်တော့သူ့နိုင်ငံတော်ကြီးလို့ခေါ်တာဆိုတော့သူတောက်ပြောပြဟုတ်ပြောပြဟုတ်ပြောပြဝင်းမီတီကတော့အဲ့လိုဘိုလေးကတော့သူ့အဲ့လိုစသခေါ်ကြရတာပဲဟိုနိုင်ငံတော်အောက်ကြီးနိုင်ငံကျော်ကအဲ့အတူသူ့ဘောကွားကိုမပြောမနဲ့အတိုင်တော့ထူတယ်ပေါ့အဲ့အဲ့ဒါနိုင်ငံတော်နိုင်ငံတော်ခေါ်ရနေနိုင်ငံတော်အောက်ကြီးဆိုတာကတော့မင်းပြအဲ့လိုသိတယ်အဲ့တခုရှိရတယ်အဲ့သူ့အဲ့ဇေဒမားကြီးကိစ္စပဲကွာစဘာကိစ္စလည်းအဲ့ဒါအကြီးကျယ်ပဲလေ ဟုတ်အဲ့ဒါဖြစ်တော့သူတိုင်တာတိုင်တာပဲအဲ့လိုရန်ကုန်ထိအောင်တက်အဲ့ဒါဘုံယုံကြီးတန်းရွှေလက်ကပါသူစီမံဒူးကျွန်းတစ်စိမ့်ကြီးရပြီပြီဟုတ်တယ်ရပြီတော့မှအဲ့လိုတိုင်လို့ဆိုပြီးတော့ဘုံယုံကြီးတန်းရွှေသူတိုင်လို့ဆိုပြီးတော့စိတ်ဆိုးပြီးအဲ့တစ်စိမ့်ကြီးကိုပြန်သိမ်းသွားဟုတ်တယ်ဟုတ်တယ်အဲ့အဲ့ဒီပြက်ကတည်တည်ချာချာပြောပြမှရမယ်ဖြစ်ဖြစ်ဟုတ်တယ်အဲ့တော့ဟိုရှေ့ကိုပဲသွားရအောင်ဗျာအဲ့လိုမျိုးဖေးအလိုမျိုးလာပြီးတော့သူ့ကိုလာပြီးတော့တိုင်ခိုင်းတဲ့လူတွေကိုသာသူကတိုင်ပေးတဲ့အခါကျတော့ပတ်စံယူလာဘယ်မယူသားမလေးမယူပါဗျာမှငါပြမမြအောင်အလကားလုပ်ပေးတာ အဲ့ကြတော့မမေရောကျင်းနဲ့လားသဘောကျအကျဉ်းနဲ့ဘူးလားဒါလေးလူဆိုမင်းပြစကားတော်မပြောဘူးမောင်းလို့လာလာပြီးဘုံကြီးတောင်းလို့အဲသူကလည်းတောင်းတမရအောင်လုပ်ပေးတာဟုတ်အဲဘလူးလာတောင်းတော့ငါလုပ်မပေးနိုင်ဆိုတော့မပြောအကုန်လုပ်ပေးတာအဲသူ့ကိုနိုင်တဲ့လူကတော့ချစ်တာပေါ့သားဟုတ်ဟိုတစ်ဖက်ကိုမတရားလုပ်ထဲတဲ့လူကကျတော့သူ့မုန်းတာပေါ့ဟုတ်အဲ့လိုပေါ့တစ်ဖက်ကကျတော့အဲ့ဒါအငားရောကြာမျိုးကလူတွေကိုကူညီနေတာပဲပရိဒါလုပ်နေတာပဲသူများကျိုးစာမေးပေးနေတာပဲဆိုလို့ဘေးကနေတော့မမြတ်သဘောမကျဘူးလား ဟိုကြရတဲ့ဟာတော့လည်းကြရတာပေါ့အဲ့လိုသူများကိစ္စတွေလိုက်လို့ပဲရတယ်ဘီမြမကြဘူးပေါ့ဟိုသူသူဝင်လေးမှဆိုရင်ဟိုဗာလေနိုင်ဦးကြီးဘူးအတင်းဟုတ်အဲ့ဒါလုပ်တယ်နောက်ပြီးတော့မြို့မြို့တာရှင်းတာရနှပ်ပါရေးဆိုတော့မဲသူကဥက္ကဋ္ဌတော်တော်နေရာများများလုပ်တယ်အဲ့လိုအများကောင်းမျိုးကိုတရွေလုပ်တာလည်းကြောင့်မင်းမြတ်သဘောကျတော့ပေါ့အဲ့လိုသူများမှုပေါင်းဆိုဟာတော်ကတရားမိုးလင်းလာအေးရောက်လာ အဲ့ဒါဟိုပြောမယ်ဆိုတော့ငါးပြားမလဲရတော့ငါးပြားမလို့မစားဘဲနဲ့အကုန်ရှောက်လို့တော့ဟိုကမတည့်ဘူးအဲ့လိုပြောဟုတ်ပတဲ့တော့ရန်နေမဖြစ်ဘူးလား ရန်တော့မဖြစ်ပါဘူးနောက်ရတော့မတက်တော့မမြတ်သူစကားမပြောနေလိုက်တာပဲဒါတော့ပြောနေတော့ဘေးရလိုက်လည်းမခေါ်ဘူးလား तू ခေါ်ပြီနဲ့ကွာမခေါ်ဘူးကွာမမြတ်ဘေးတို့တားချစ်တယ်မလားချစ်ပါဘူးဟမ်ဘလို့ခေါ်တော့ဘလို့မှာကမခေါ်တာအောင်ကြီးပဲခေါ်တာအဲ့လိုပဲခေါ်တာခေါ်တာစရတယ်ဟာအဲ့လိုပဲခေါ်တာတိတိလည်းအဲ့လိုပဲခေါ်တာခေါ်တာသူကမကြိုက်ဘူးသူအောင်ကြီးခေါ်ရင်နည်းနည်းပါးပါးငါ့ကိုကိုလေးမောင်လေးပြတားခေါ်လို့မရဘူးလားသူအဲ့ဘလို့လို့ဒီတိုင်းပဲတက်အောင်ကြီးပဲခေါ်တာအဲ့လိုပဲအေးဘသူသူအနေနဲ့တော့တက်ခေါ်စေချင်ပါဘူးအေးဘ သူကတော့ဟိုဒေါခင်ကြီးဘာညာလို့ခေါ်ပါလေ။ဟုတ်။အကြောင်းတော့သူကအမခေါ်တာပေါ့။ဟုတ်။အဲကိုကတော့အောင်ကြီးခေါ်ရတခါလဲလွယ်စကားတွေမြတ်သူအောင်ကြီးခေါ်တယ်ဆိုပြီးတော့ငါ့ကိုကိုလေးကိုလေးဘာလဲတော့တက်မခေါ်နိုင်ဘူးလားနဲ့ရ။အဲလိုမျိုး။အကြောင်းတော့အမခေါ်တယ်ဆိုမမေကဖေးကြီးတွေကြီးလို့လားသက်။တိတ်မကြည့်လှမကွာလှပါဘူး။ကြီးတယ်တော့လုံးလိုက်ပြီ။အေးပေါ့။အဲ့တော့ ေကြီးအဲ့လိုသူများအကျိုးတွေဟိုသူ့ကိုလာအကူညီတောင်းတဲ့လူတွေရဲ့ကိစ္စတွေလိုက်လုပ်တယ်အချို့ကိစ္စကျတော့လည်းမမေကသဘောကျတယ်တချို့ကိစ္စကျတော့လည်းသဘောမကျဘူးဟုတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေလေမြတ်တာကိုရန်ဖြစ်ကြတာပေါ့ရန်တော့ဖြစ်တယ်တော့မပေါ့မေမေအဲ့လိုပဲနေလိုက်တာပဲသူ့တော်ဘာပြောပြောလဲသူကရမှမရတာဟုတ်ဟောမရတော့မပြောတော့ကိုကမကြိုက်ရဲစကားမျိုးပဲနေလိုက်ပေါ့အဲ့ဒါအဲ့လိုမျိုးကလေသူသေးတဲ့အချိန်ပဲလှုပ်သွားတာပေါ့လားဟုတ်သူမသေးခင်မသေးခင်လေးက တဲ့နှစ်ဒီဘာတော့ပြန်ခေါ်ပါတယ်သူကတော့ပြောတာမဟုတ်သားပြောတာလေလို့သူများလာပြီးအကူညီတောင်းတဲ့ကိစ္စမှာသူများလိုက်လုံနေတာဟုတ်ကဲ့အဲ့ဒါတော့အဲ့ဒါမနေသေးတဲ့အထိပဲဆိုပါတော့လိုက်လုံနေတာသူကဟုတ်အဲ့လိုဘလို့ဘလို့ကိစ္စဘတော်တွေဆိုတဲ့တော်လိုက်လုံပြီးတာပဲဟာတော်ကရွာလူတွေကတရားပထိုးအားလို့ဟိုဟိုဘိုးလေးကဥက္ကဋ္ဌအတားထားလို့ဆိုလဲအဲ့ဒါသူကအကုန်လိုက်လုံလိုက်ပြောအဲ့လိုဖြစ်အဲ့ဒါတော်ရင်ကြောင်းနေပြန်ပြောတော့ဘေးရသတိမရဘူးမရပါဘူးဟုတ်လို့ဟုတ်ကဲ့ ရတယ်လို့တော့ဟုတ်ပါဘူးရတယ်လို့တော့မဟုတ်ပါဘူးနည်းနည်းတော့ရတယ်ဗောဟိုတတိယတော့အမြဲတော့ရှိနေတာဗောဒါရှိရှိတယ်ဆိုတာဟိုတရားရှိကိုယ်တိုင်းလဲတာသူသေးတဲ့လူလဲအမြဲတမ်းပေးဝေဗောဒါကတော့တတိတော့ရှိရနေတာဗောဟိုသေးတဲ့လူမေ့တယ်ဆိုတော့လကားပြောတာမမေ့ဘူးဘယ်တော့မှမမေ့တာဘလူသေးသေးပါဒါကတော့မပေးဘူးဟုတ်တိုက်ဆိုင်မှုရှင်လဲတတိယနေရတာအဲတတိယလက်စားနဲ့ဒီနေရာလေးမှာခဏနားလိုက်ကြအောင်ဆိုအဲ့ဒါ